တင်းငွေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ဇွန်လ6ရက်ကနေ14ရက်နေ့တော်တွင်မှာစမ်းပွဲမယ်စုပေါင်းလုပ်ငန်းကြိုးပမ့်မယ်အမျိုးသမီးမိတ်ဆွေကြီးတူအကြီးကဲတူထံမှာကောင်းသောကူညီရမယ်စုပေါင်းတွဲဖက်လုပ်သောလုပ်ငန်းတို့မှာကောင်းသောကျိုးစေရမယ်ကလရှိကြစမ်းကန်ထားတဲ့လူတွေအစဉ်ပြေမယ် ရတ္တနဲ့လုပ်ငန်းတွေပြန်လည်စတင်နိုင်တယ်။ခက်ခဲတဲ့ကိစ္စပြေလည်အောင်ဆောင်ရွက်နိုင်တယ်။မိမိဘဝမှာကောင်းသောအကျိုးပေးသောသူများနဲ့တွေ့ပြီးအလိုပြည့်စုံခြင်းဘဝတွေ့တဲ့ခြင်းတွေရှိပြီ။ကိုယ်ပိုင်ယက်တီချက်နဲ့လောကန်ခြင်းတို့ရဲ့ကောင်းသောချုပ်ကျေးဇူးကိုပိုင်ဆိုင်ကစားရရှိမယ်။ရှင်ရည်နေရတော့ရာရာစင်ပြေခြင်းကံကောင်းခြင်းတွေ့တဲ့ခြင်းကိုကြောင်းမယ်။အလိုပြည့်စုံမယ်။ကိုယ့်ရည်နေမှာခီးကိစ္စအပြောင်းလဲကိစ္စတွေဆောင်ရွက်စင်ပြေမယ်။ ဆယ်ရက်နေရနေုံလာပြည့်နေဖြစ်တယ်အဲ့ဒီနေ့မှာအချိန်ကလာမရွေးပတောက်ပင်တို့ကို စိုက်ပြိုးရန်ရက်ဖြစ်တယ်ချမ်းတောင်လေးတောင်မှာပတောက်ပင်ကိုအကမ်းလိုက်စိုက်ထားလိုက်ပြီးတော့ရှင်သန်စီခြင်းဖြင့်လုံခြုံရင်းရမယ်ကောင်းသောကံကြမ္မာတွေရမယ်နောက်မိမိပတောက်ပင်တို့ကိုစိုက်ပြိုးခြင်းဒါနပြုခြင်းဖြင့်လည်းထူးခြားတဲ့အစွမ်းသတ္တိရှိစေတဲ့ကံကြမ္မာတွေကိုလည်းရစေတယ် လာပြင်းနေတဲ့အင်္ဂါနေ့နဲ့တိုက်ဆိုင်နေနေဖြစ်တဲ့အဲ့ဒီနေ့ညနေ3နိုင်ချိန်မှာစည်းပေနေပင်ရဲ့အရှိတောင်ကိုင်းကနေစည်းကန်ကိုဖြတ်ပြီးရှစ်လက်မအတရာဖြတ်အခောက်ခွာပြီးရွှေအောင်လေးသုတ်ပြီးတော့လက်ပွင့်ကန်ပွင့်စေတဲ့အစီအပြည့်ဆောင်ယူနိုင်တယ်7ရက်နေ့မှာအလုံးစုံကောင်းသောနေထိုင်တဲ့တွတ်တက်တဲ့ကံပေါ်ပဲဒါပေမဲ့ရန်နဲ့ရှင်ပြီးလောရမယ်7ရက်နေ့မှာ လမ်းကြောင်းစစ်ထွင်ပြီးလှုပ်တာအဆင်ပြေတယ်ဘဝတုတ်တယ်မယ်ဆက်သောရဲ့နေ့မှာမိကောင်းဆွေကောင်းထောက်ကူရမယ်တပြိုင်တည်းတည်းတစ်ခုတည်းမကတဲ့ဒုက္ခလောကတက်တယ်ဆက်လေးရဲ့နေ့မှာမူလစီစနာတမျိုးလက်တွေ့တမျိုးဖြစ်လေကစားမိမိရည်မှန်းချက်နဲ့လိုလားချက်တွေအားလုံးကိုကောင်းစွာကြိုးပေးခြင်းနဲ့တုတ်တက်ခြင်းဖြစ်ကိုဖန်တီးနိုင်လိမ့်မယ်တပတ်တာအတွင်းတနင်္လာနေ့သောကြာနေ့ကနေ့မွေးသူတွေကောင်းကျိုးပေးပြီးဇာတာပရိနေ့စနေနေ့မွေးသူတွေဒုက္ခပေးတတ်ပါတယ် 6ခုကိုကနန်းနေကြိုးပေးပါလေအပြာရောင်ပန်းရောင်နှုတ်နှစ်ရောင်တို့ကိုသုံးဆွဲရမှာဖြစ်ပါလေကောင်းသောကတ္တမနဲ့တိုးတက်ခြင်းများရစေရန်ပန်းရောင်နေ့စီပွင့်တို့ကိုဖျားကတ်လူပြီးလိုရာဆုတောင်းပါကျေးဇူးတင်ပါတယ်တနင်္လာနေ့ဝေးသူအားလုံးမင်္ဂလာပါဂျူလရှေ့ရကနေ14ရက်နေ့တော်တွင်မှာပြောင်းလဲခြင်းနဲ့တိုးတက်ခြင်းရှိပဲရည်မှန်းချက်သိအောင်မြင်ပဲ ူမျိုးကွဲအကျိုးပေးပဲခီးကိစ္စအစဉ်ပေးပဲပစ္စည်းပြောက်တတ်တဲ့ရင်းနှီးသူများနဲ့စကားများတတ်တဲ့လူမျိုးကွဲကံများများနဲ့အကျိုးပေးတဲ့ချမ်းအကအခန်းကိစ္စအတွက်စကားပြောရလိမ့်မယ်။နေရာပြောင်းရွှေ့မှုနဲ့ပတ်သက်တဲ့ကိစ္စစီစဉ်မှုအောင်မြင်မယ်။ရှင်းမှန်းချက်တဲ့သူကိုလက်တွေ့ကောင်းထည့်ဖို့နိုင်တယ်။ရတ္တန်တဲ့လုပ်တွေပြန်လဲစတင်နိုင်တယ်။ဝေးကြေးပေးယူကိစ္စတွေမှာတတိနဲ့ဆောင်ရွက်ရမယ့်ခန္ဓာကိုယ်ကြာရောက်တယ်။ဒီနေ့မှာ ကောင်းသောပြောင်းလဲမှုနဲ့တိုးတက်မှုရှိမယ်။မိမိစန္ဒရည်ရွယ်ချက်တွေကိုရှေ့ထုတ်လို့ရအဆင်ပြေမယ်။ကိုယ့်ရဲ့နေမှာဝိကျေလလဘကံဥစ္စာကံတိုးတက်ခြင်း၊ရည်မှန်းချက်အောင်မြင်ခြင်းတွေရှိ။ဆယ်ရည်နေဟာအရာရာအတိုက်ခံနေနဲ့ရှင်ပြီးတော့ရန်နောက်ဆက်တွေနဲ့ကြုံတွေ့ရတတ်တယ်။ဆယ်ရည်နေမှာပတောက်ပင်ဆက်ပြုတ်ရနေဖြစ်တယ်။ ခြံဝင်းတဲ့နေသူများစံတော့လေးတော့မှာပတောက်ကိုင်းတို့ကိုထိုးပြီးတော့စိုက်ပျိုးထားပါအခြားသူတွေအတွက်လည်းမြေနိုင်ဖြစ်စေအိုးနဲ့ဖြစ်စေပတောက်ပင်ကိုစိုက်ပျိုးပြီးတော့ကိုယ်အနီးပါးမှာထားရှိပါထူးခြားတဲ့အနေအထားတွေရှိလာပါလိမ့်မယ်လာပြင်းနေတဲ့အင်္ဂါနေ့နဲ့တိုက်တဲ့နေ့ဖြစ်တဲ့ဆယ်ရည်နေ့ဂျူန် ညနေ3နာရီအချိန်မှာစီးပင်တပင်ရဲ့ရှေ့တောင်ကိုင်းကနေစီးကိုင်းကိုယူပြီးတော့ရှစ်လက်မာလျာဖြတ်အခောက်ခွာပြီးရွှေရောင်တုတ်ပြီးတော့ဆောင်းမှာရောင်းမပွေပွင့်ပွင့်စေတဲ့အဆောင်ဖြစ်လာတယ်စတဲ့နေ့မှာရေးပါတဲ့ပြောင်းလဲမှုနဲ့တိုးတက်မှုတွေရှိမယ်။ရှင်မန်းချက်တွေကိုလက်တွဲခေါင်ထည့်ဖို့နိုင်မယ်။စနေနေ့မှာ ရတတ်တဲ့လူတွေပြန်လဲစတဲ့နိုင်တဲ့ပိတ်တယ်လည်းကြောင့်ဒီကုန်ပြန်ပွဲမယ်ဆက်သောရနေ့သူတို့ကြကြကောင်းချင်းကံတဲ့စူပေါင်းလုပ်ငန်းကျူပေးခြင်းဘဝတိုးတက်ခြင်းတွေရှိ14ရက်နေ့မှာရှင်ပြိုင်မှုအောင်မြင်မယ်မူလနေထာနေပုံမြင့်တဲ့ခြေနေကောင်းကိုကြောင်းလဲတိုးတက်သောအနေထာနဲ့ကောင်းသောကံချမ်းမှာကျူပေးမှုအစစ်စစ်ရရှိမယ် ကြာသာပတိနေဗုဒ္ဓနေစနေနေ့မွေးသူတွေကောင်းချိုးပေးတဲ့တနင်္ဂနွေတင်လာမွေးသူတွေထုတ်ခတ်ပေးတဲ့နှစ်ခုကိုကနန်းနေချိုးပေးတဲ့အဖြူရောင်ဆိုင်ရောင်မိခိုးရောင်တို့ကိုဝတ်ပြီးအလိုရှိရာကိစ္စဆောင်ရွက်ပါပိုက်ဆိုင်ထဲမှာဖဲချိုးစိမ့်တစ်ခုကိုထည့်ပြီးတော့ရှင်မွေးနတ်သာဖြန်ပြီးလူနဲ့ဆောင်ထားပေးပါထူးထူးခြားခြားကောင်းခြင်းနဲ့ချိုးပေးခြင်းကံကြီးရှိတာပါတယ်ကျေးဇူးတင်ပါတယ်အင်္ဂါနေ့မွေးသူအလုံးမင်္ဂလာပါ 2020မှာဂျူနာ၈ရက်ကနေ၁၄ရက်နေ့တွင်တည်ရှိနေတဲ့ကာလအတွင်းရံများမယ်တိုက်ခတ်များမယ်တပားသူကြောင့်ကိုယ်ရွယ်ချက်တွေနှောင့်နှေးမယ်အာမခန္ဓာတောင်းယူတာမလုပ်ပါနဲ့ဝိတိအပြေယူကိစ္စတွေမှာအငင်းပွားတတ်တဲ့စဉ်းစားရှုပ်ထွေးများကြာပအဝင်ပတ်သက်ရတတ်တဲ့ရသည်ရတတ်တာတွေကြံ့ကြမယ် ကိုနာမည်သိခါထိခိုက်အောင်လိုက်လံပြောဆိုဆွဆွဲသူတွေနဲ့တွေ့တတ်တယ်။အကျဉ်းမမှုတွေကို ဖြေရှင်းရတတ်တယ်။သူတစ်ပါးပြဿနာကိုပြဿနာ ဖြစ်တတ်တယ်။စေတနာဝေဒနာဖြစ်တတ်တယ်။အိမ်တွင်းဘူးရှိတယ်။အိမ်မှာမကြာခဏပဋိပက္ခများခြင်းစကားများခြင်းစိတ်နှောင့်ယှက်များခြင်းတွေရှိတယ်။နေ့ကတော့အညာဆိုးနှွမ်းမှုနေတဲ့ရက်တစ်ခုဖြစ်တယ်။ကိုယ့်ရဲ့နေ့မှာတော့အရာရာစစ်ပြေတယ်။ကောင်းသောကံနဲ့တိုးတက်ခြင်းရှိပဲ။ ဆယ်ရည်မှာဥတီကျက်စစ်တွေလုပ်ငန်းစစ်တွေလုပ်ကိုင်းပြီးတော့အရာရာဆင်ပြေမှုနဲ့တိုးတက်မှုတွေရှိမယ်။ရှင်းမှန်းချက်စစ်တွေအောင်မြင်မယ်။အဲ့ဒီကနေုံလားပြင်းနေလည်းဖြစ်တယ်။လားပြင်းနေတဲ့အင်္ဂါနေ့နဲ့တိုက်ဆိုင်တယ်။အဲ့ဒီညနေ၃နိုင်ချိန်မှာစည်းပင်တပင်ရဲ့ရှေ့တောင်ခိုင်ကန်ဒီစည်းကမ်းကိုဖြတ်ပြီးတော့ရှစ်လက်မှလျှောက်ဖြတ်အခောက်ခွာ ရွှေအောင်တုတ်ပြီးတော့ ရောင်းဝယ်စီဝါလုပ်တဲ့နေရာမှာအဲ့ဒါဒီထားရှိပြီးတော့လက်ခေါ်လက်ပွင့်စီရင်စီရင်ဆောင်ရွက်ပါအဲ့ဒီနေ့ပဲနေုံလားပြည်နေနေုံလားပြည်နေရာဘတော်ပင်ဆက်ရမယ်ခြံဝင်းကျယ်ဒီမှာခြံတောင်၄ခုမှာဘတော်ခိုင်းကိုစိုက်ပြီးစိုက်ပြိုးထားမယ်နောက်ပြီးတော့မြေတစ်ခုမှာဖြစ်စီဦးထဲမှာဖြစ်စီဘတော်ပင်ဆိုက်ထားလို့လေရအဲ့ဒီမှာစိုက်ပြိုးတဲ့ဘတော်ပင်တွေမှာထူးခြားတဲ့စွမ်းသက်တိရှိပြီးတခိုးတမြဘေးရနေကင်းတယ် အိမ်မှာထားလို့ကောင်းတယ်စတည့်ရနေ့ကတော့အရာရာစင်ပြေသောကံနဲ့အလိုပြည့်ခြင်းတိုးတက်ခြင်းတွေကိုရရှိမယ်စနေနေ့ကမူလစီစဉ်တာနဲ့လက်တွေ့ကြွားမယ်ပြီးမှအစဉ်ပြေသွား။7ရက်နေ့ကအရာရာတိုက်ခတ်နေကြုံမယ်ပြီးမှအစဉ်ပြေမယ်။14ရက်နေ့ကအပြောင်းလဲတဲ့ဒုတက်မှုစစ်တွေကိုဖန်ပြီးခွင့်ရှိတဲ့အနေထားတွေကြုံမယ်။ဇာသာပတိနေ့ဗုဒ္ဓနေ့ တနင်္လာနေ့မွေးသူတွေကောင်းကျိုးပေးတယ်တနင်္ဂနွေနေ့အင်္ဂါနေ့မွေးသူတွေဒုက္ခပေးတတ်တယ်နံပါတ်1 5ကိုကနန်းကျိုးပေးတယ်အစိမ့်ရောင်ဖြူရောင်အပြာရောင်တို့ကိုဝတ်ဆင်သုံးဆွဲပြီးတော့အလိုရှိရာကိစ္စများဆောင်ရွက်ပါအိမ်နီးပါးမှာရှိတဲ့အသက်အရွယ်ကြီးရင်သူတို့ကိုစေဝါဒုဌာနပြုပေးပါကျေးဇူးတင်ပါတယ်ဗုဒ္ဓနေ့မွေးသူအားလုံးမင်္ဂလာပါ 2025ခုနှစ်ဇူလ6ရက်နေ့ရက်နေ့14ရက်တွင်အပြောင်းလဲနဲ့တိုးတက်မှုရှိမယ်ရေမှန်းချက်သိအောင်မြင်မယ်ငွေကြေးကန်ကောင်းမယ်အပြောင်းလဲသစ်တွေမှာအိန္ဒိယလုပ်ငန်းတွေကဆက်ဆက်တဲ့ဝင်ကြီးအကုန်လုံးပြောင်းလဲမှုရှိသွားတခါမှမလုပ်ဘူးတဲ့လို့လောက်ရနေမယ်ဆုံးဖြတ်ချက်တွေမှန်မယ်ရေမှန်းချက်တွေအောင်မြင်မယ်ခက်ခဲလုံးကျော်လာနိုင်မယ်ဥတီလိုက်တိုင်းအတိုက်ခံရှိမယ်မဖြစ်မနေလုပ်မှုကြောင့်ဆုံးမအောင်မြင်သွားမယ်ချက်ချင်းဆုံးဖြတ်ပြီးရှေ့တွန်းလုပ်ကြတာကောင်းတယ်စေစားလေ လွှဲဝေးလေဖြစ်ပြီးတော့လမ်းကြောင်းတွေမှာလွဲသွားတာခွေးကောင်းတွေလက်လုံးကျဖြစ်သွားတာမျိုးကြုံမယ်ချက်ချင်းဆုံးဖြတ်ဆုံးဖြတ်ချက်မှန်းကုန်မှန်ရမယ်ဒီကာလအတွင်းမှာရှေ့ရနေရတော့အရာရာဆင်ပြေသောနေတိုင်းနဲ့တွတ်တဲတဲ့ကံတွေပေါ်ပြီးတော့လိုရာပြည့်စုံမယ်ကိုယ့်ရနေမှာရပိုင်ခွင့်တွေပြန်ရခြင်းခက်ခဲများဖြစ်ရှိနိုင်ခြင်းကိုကြုံမယ်ဆယ်ရနေရအရာရာဆင်ပြေသောနေတစ်ခုဖြစ်တဲ့ လာပြင်းနဲ့နေရုံလာပြင်းနဲ့အဲ့ဒီမှာပတောက်ပင်ဆိုက်ရတယ်။ခြံကျဲတဲ့သူတွေခြံတော်လေးခုမှဆိုက်တာ။တမရသခိုးဘေးဥပ္ပတ်ရဲ့ခင်းတယ်။နောက်အိအိုးနဲ့ဖြစ်စေမြေရင်ဖြစ်စေပတောက်ပင်တပင်ရှေ့မှာဆိုက်ရလေရ။ထူးခြားတဲ့ကံတွေပွင့်တယ်မကောင်းတဲ့ဓာတ်တွေပျောက်တယ်။နေရုံလာပြင်းနဲ့ပတောက်ပင်ဆိုက်ရတယ်ထူးခြားတဲ့အစွမ်းရှိတယ်ပတောက်ပင်ဆိုက်တဲ့ရက်ဒီတနေ့လုံးမှာတည့်ရဖြစ်စေအဲ့ဒီရက်မှာဆိုက်တယ်ထူးခြားတဲ့ကံကိုရှိတယ် နောက်လာပြင်းနေနိုင်ငံလေးနဲ့တိုက်ဆိုင်တယ်။လက်ပွင့်ရောင်းကောင်းစေတဲ့ရေတရာစီရင်လုပ်လို့ရတယ်။ညနေ3:00နာရီမှာတော့အမ10နှစ်ကျွန်တော်ဈေးပင်တပင်ရဲ့ရှစ်တောင်ကန်ကဈေးကန်ကိုဖြတ်ဈေးကန်ခဲတံလုံးသာသာလောက်ဆိုရင်ကိုရတယ်။ရှစ်နှစ်မှတရားဖြတ်အခောက်ခွာရွှေရောင်တော့လက်ပွင့်ကန်ပွင့်စေတဲ့အဆောင်ဖြစ်ဆိုင်တို့အလုပ်ညာတို့မှထားရောင်းရတာရှိထိတွေ့ပြီးအ мян ထွက်စေတွင်စေဆို ရောင်းထွက်တယ်လက်ဖွင့်ကပ်ဖွင့်စေတာစတရနေ့မှာတော့အင်းနေ့မှာကြောင်းလဲမှုနဲ့တိုးတက်မှုတွေရှိပဲတပြိုင်တည်းတည်းတစ်ခုတည်းမကတဲ့လှုပ်တယ်လောအောင်စတရနေ့လူယုံဒုက္ခပေးမယ်ပြီးမှလူရအစဉ်ပြေမယ်စသောနေ့ငွေချေးကလက်လာဘကဇီဝကံကောင်းတယ်စလေးရနေ့မှာရှင်ပြန်ပြီးလှုပ်တာတွေအောင်မြင်ပြီးဘဝတိုးတက်တဲ့ကံနဲ့အရာရာအစဉ်ပြေခြင်းအောင်မြင်ခြင်းရဲ့ကောင်းသောနှစ်သာရတွေကို ဖြစ်ပေါ်စေတဲ့ကံကြမ္မာကောင်းတဲ့လှုပ်တဲ့ဘုံကောင်းတွေကို ရရှိမှာဖြစ်တယ်။တနင်္လာရင်ကစနေဝေးသူတွေကောင်းကျိုးပေးတယ်။တောက်ကြံနေ့တနင်္ဂနွေနေ့ဝေးသူများကြောင်းစိတ်နှောင့်ရှက်ဖြစ်တတ်တယ်။ရှစ်ခုကိုကနန်းနေ့ကျိုးပေးပါတယ်။အနဲ့ရောင်ပြာရင်ရောင်မီးခေါရောင်ဒီရောင်တွေကိုသုံးပြီးတော့အလိုရှိရာကိစ္စဆောင်ရွက်ပါ။ရှင်မကြောင်မြင်ခြင်းနဲ့ဘဝတိုးတက်ခြင်းနေ့ကောင်းခြင်းကံတွေရဖို့အတွက်အနီရောင်ပန်းပွင့်ဖရလူပြီးလောရဆူတောင်းပြပါဆူတောင်းပြပါလိမ့်မယ်။ကြာသာပတင်းနေမွေးသူအားလုံးမင်္ဂလာပါ။၂၀၂၅ ဂျူနာ၁၀ရက်နေ့နဲ့၁၄ရက်နေ့တော်တွင်မှာလက်ပွင့်မယ်ကံကောင်းမယ်လိုရာပြည့်စုံမယ်ရည်မှန်းချက်အောင်မြင်မယ်ငွေကြေးကံကောင်းမယ်အလောက်ကံစီဝါတိုးတက်မယ်ရှင်ပြိုင်မှုမှမများအောင်မြင်မယ်ရှင်ဆွေဘုရားနေပုံမြင့်တဲ့နေထောက်ကိုပြောင်းတိုးတက်ပြီးတော့လိုရာစံတတ်မှန်သမျှကိုတိတိကျကျခံရမှမှလက်တွေ့ကြကြလုတ်ကန်ကြိုးပေးလိမ့်မယ်လုပ်ငန်းဝင်ကသူတွေဝင်ဝင်လုပ်ငန်းတိုးတက်မယ်ကိုယ်ပိုင်လုပ်ငန်းလုပ်သူတွေရင်းနှီးမြှုပ်နှံမှုများမှာ ကောင်းသောကျိုးမြတ်ရမယ်ဒီကာလအတွင်းဆုံးဖြတ်ချက်တွေကိုမှတ်မယ်ပညာရှာသူများလိုရာပြည့်စုံမယ်ပြည့်ရနေ့အရာရာဆင်ပြေပြီးတိုးတက်တဲ့နေ့ကိုယ့်ရဲ့နေ့ယံပတိဘက်ကရင်နဲ့ကြုံမယ်ဆယ်ရဲ့နေ့အဟောင်းနဲ့သစ်ပြန်ဖြစ်မယ်ပေသနာဟုန်နဲ့ဖြည့်ရှင်းနိုင်မယ်ရပိုင်ွေဟောင်းနဲ့ပြန်ရမယ်ဆက်တရဲ့နေ့ထူးထူးခြားခြားပြဿနာနှစ်ခုဖြည့်ရှင်းပြီးအစီပြေသွားနိုင်တယ်တပြိုင်တည်းတည်းတစ်ခုနဲ့မကလည်းလုပ်ကိုလုပ်လို့ရတယ်ဆယ်နှစ်ရဲ့နေ့တပားသူအောင်အောသောအောင်လုပ်နိုင်တယ်မဖြစ်နိုင်ဘူးဆိုတဲ့ကိစ္စကိုဖြစ်အောင်လုပ်လို့ရတယ် ဆက်သွန်းရနေမှာနာယီကိစ္စအခက်ခဲကိစ္စတပတ်သူကျမကြီးကိစ္စအတွက်လိုက်လံကူညီရတတ်တယ်ဆက်လေးရနေမှာပေါ်ပေါက်လာတဲ့ပြောင်းလဲတဲ့တိုးတက်မှုတွေကိုယ့်အတွက်အထူးတလဲကောင်းတဲ့နေတာကိုရရှိပဲဒီကာလအတွင်းဂျူလ10ရက်နေ့မှာထူးခြားတဲ့စွမ်းသက်တည်းနှစ်ခုရှိနေတယ်ဂျူလ10ရက်နေ့ကနေုံလားပြင်းနေတဲ့တိုင်ဆိုင်နေနေုံလားပြင်းနေဟာပဒောက်ပင်ဆက်ပြိုးရတဲ့နေ့ဖြစ်တယ်ပဒောက်ပင်ကိုဆက်ပြိုးခြင်းဖြင့် ထူးထူးခြားခြားကောင်းတယ်တနှစ်မှမှတည့်ရပတောက်ပင်ကဒီရက်မှာဆက်ရင်တကိုးရှိတယ်ခြံဝင်းရှိတဲ့သူတွေခြံတောက်နေတော့မှပတောက်အကိုင်းနဲ့ထိုးပြီးဆိုက်လိုက်တကိုးတမြရကင်းတယ်အန်ဒီကင်းဘေးရှင်းတယ်ဘေးဥပကင်းတယ်အိမ်နေမှာလဲအိုးနဲ့ဖြစ်စေမြေမှာဖြစ်စေနေရခက်ခဲရှိရလဲစိုက်ထားပေးပါတပည့်အပင်ကြီးလာရင်တော့ဘုန်းကြီးကြောင့်လူလိုက်ပေါ့ရှိသမျှကာလပတ်စိုက်ထားသမျှကာလပတ်အန်ဒီကင်းတယ် နောက်ဆယ်ရက်နေ့ဂျုံရက်ထူကြချက်တကူကလာပြင်းနေတဲ့အင်္ဂါနေ့နဲ့တိုက်တယ်လာပြင်းနေတဲ့အင်္ဂါနေ့နဲ့တိုက်ရင်လက်ခေါလက်ကောင်းလက်ပွင့်စေတဲ့အစီရင်ညနေ3နာရီချိန်မှာဇီးပင်ရဲ့အရှိတောင်ကိုင်းကဇီးကိုင်းခဲရလုံးသားသားလက်ညှိုးလက်မသားသားခိုင်းကိုဖြတ်ရှစ်လက်မလျားဖြတ်ပြီးအခောက်ခွာရွှေရောင်တုတ်ပြီးအလုံးနေရာဝင်းကျင်နေရာမှာထားထားလိုက်ပါ ရောင်းကျင်တာရှိတို့ပြီးအများထွက်စေဆိုရင်ရောင်းကောင်းဝယ်ကောင်းဈေးခေါ်ကောင်းနဲ့အစီရင်ရလက်တွေ့ဆန်းသက်နိုင်တယ်ဒီကလာတော်တွင်မှာအဓိကလူတွေနဲ့ဆက်ဆံတဲ့ကံမှာတနင်္လာအင်္ဂါဗုဒ္ဓနေ့မွေးသူတွေကောင်းကျိုးပေးတယ်တနင်္ဂနွေစနေဒုက္ခပေးတတ်တယ်ရှစ်ကိုခွန်ကနန်းနေကျိုးပေးတယ်အပြာရင်ရောင်မိကိုရောင်လက်ပြောင်နေသုံးရမယ် ရွှေရောင်တွေ့ကြိတ်တစ်ခုနဲ့ငွေရောင်တွေ့ကြိတ်တစ်ခုနဲ့တစ်ခုချိတ်တွေ့ပြီးပဲဆိုင်တဲ့ထက်ဆောင်လိုက်ပါထူးခြားစွာကောင်းတာပါပဲကျေးဇူးတင်ပါတယ်တောက်ချန်နေမွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်ဇွန်လ6ရက်နေ့ကနေ14ရက်နေ့အတွင်းကာလမှာအတိုက်ခံရအားလုံးကိုကြော်ပြီးဘဝတွတ်တယ်မယ်ရှင်မချက်စစ်တွေကိုလက်တွေ့ကောင်းတဲ့ဖော်ပြီး အောင်မြင်မှုရဲ့နှစ်သာရကိုရရှိနိုင်တဲ့ချက်ချင်းဆုံးဖြတ်ပြီးရှေ့တို့လုပ်တဲ့ကိစ္စအစဉ်ပြေမယ်ဆုံးဖြတ်ချက်ချမှတ်ထားတဲ့ကိစ္စတွေကနေကောင်းသောကျိုးဆက်နဲ့တိုးတက်မှုရရှိသွားမယ်ဝေကြီးကိစ္စလုပ်ငန်းကိစ္စတွေရှင်မချက်သစ်တွေကိုအလုံးစုံအောင်မြင်အောင်ဆောင်ရွက်နိုင်တဲ့နေထားနဲ့တိုးတက်တဲ့ကံတွေပေါ်ပေါက်မယ်ရှင်းရနေမှာရေးပါတဲ့ဆုံးဖြတ်ချက်တွေချမှတ်ပြီးဘဝတိုးတက်မယ်ကိုယ့်ရနေမှာရပိုင်ခွင့်ဟောင်းတွေပြန်လည်တောင်းဆိုနိုင်တယ် ဆယ်ရက်နေ့မှာငွေကြေးကိစ္စလုံးသမျှအဆင်ပြေမယ်ဆယ်တရက်နေ့မှာ အပြိုင်ဆိုင်ကြားမှာတိုးတက်မယ်ငွေကြေးလက်လာပါဘဝတိုးတက်မယ်ဆယ်နှစ်ရက်နေ့မှာ ရှန်တိုက်ခံကြမှာတန်လန်းပေါ်ခြင်းခက်ခဲအလုံးဖြစ်ရှင်းနိုင်ခြင်းနဲ့တိုးတက်ခြင်းရှိ73ရက်နေ့မှာလူယုံဒုက္ခပေးတဲ့တဲ့လူလိန်လူကောက်တတိတာ74ရက်နေ့မှာရှင်ဒီမြို့နယ်ဆောင်ရွက်တဲ့ကိစ္စမှန်သမျှမှာကောင်းသောကျိုးဆက်နဲ့တိုးတက်မှုရရှိမှာဖြစ်ပါတယ် ီကာလအတွင်းဆယ်ရက်နေ့မှာထူးခြားတဲ့ကောင်းခြင်းစီရင်တဲ့ထူးခြားတဲ့ကံဆောင်ရွက်ရမယ်ကိစ္စနှစ်ရက်ရှိတယ်ဆယ်ရက်နေ့ဂျွန်ကနေုံလာပြည့်နေ့နဲ့တိုက်တယ်လေနေုံလာပြည့်နေ့မှာပတောင်းပင်ဆိုက်ရတယ်ခြံတောင်းနေမှာဆိုက်ခိုင်းနေဆိုက်အိမ်နေမှာမြေချပြီးပင်ပေါင်းဆိုင်ဆိုက်အိုးနေဆိုက်ဆိုက်အနေငယ်နဲ့ဘေးရှင်းနေထူးခြားတဲ့ဖုံးကံတောက်ပါခြင်းရဓမြအနေသကုတ်အနေကင်းတယ် တောင်ပင်နေရနေုံသားပြည့်နေမှာပဲဆက်ရတာဒီနေ့မှမှတည့်ရပဲနောက်အဲ့ဒီဆယ်ရက်နေ့ကျနေုံသားပြည့်နေရအင်္ဂါနေ့နဲ့တိုက်ဆိုင်တယ်လာပြည့်နေအင်္ဂါနေ့နဲ့တိုက်ဆိုင်ရင်လက်ဖွင့်ကံဖွင့်စေတယ်စီရင်တော့လို့ရတယ်ယနေ့သုံးနိုင်ချိန်မှတော့ရစည်းပင်တပင်ရဲ့အရှိတောင်ပဲခိုင်းနေရလက်မလုံးသာသာတညိုးလုံးသာသာတောင်ရှိတယ်ဈေးကဖြတ်ပြီးတော့ ရှစ်လက်မတရားဖျက်ပြီးတော့အခောက်ခွာရွှေရောင်တုတ်ပြီးတော့အစီရင်ဖြစ်ထားရှောင်းကျင်ဝဲကျင်အဲ့ဒါတွေထိတွေ့ပြီးရောက်လက်ပွင့်ကပ်ပွင့်ပြီးတားကောင်းတယ်။နောက်ဒီကန္နတော်တွေမှာတနည်းလိုက်အင်္ဂါဗုဒ္ဓမွေးသူတွေကိုအချိုးပေးတယ်။စနေနေ့မွေးတဲ့သူတွေတနည်းငယ်တွေနေမွေးတဲ့သူတွေကြောင့်ဆစ်ရှုပ်တင်္ဂါကုက္ကနဲ့ညိုပြီးတဲ့အဝါရောက်လေးမောရောက်နှုတ်နေအောင်နေဝေပြီးလုံးရှိရတယ် ဆောင်ရွက်အဝါရောင်ပန်းဝင်ဖျားကတူပြီးလိုရာဆူတောင်းဆူတောင်းဖြင့်ကျေးဇူးတင်ပါတယ်စနေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ဂျူနာ၈ရက်နေ့ရက်နေ့စပြီးတော့စလီရနေတော်တွေမှာရှင်ပြိုင်မှုအောင်မြင်မယ်ဘဝတိုးတက်မယ်ငွေကြေးကံကောင်းမယ်လက်ပွင့်မယ်အတိုင်းခံကြမှာတိုးတက်မယ်ဆောင်ရွက်သမျှထူးခြားတဲ့ကံပွင့်မယ် အပြိုင်ဆိုင်အားလုံးကိုကြော်ပြီးမိမိဘဝရဲ့တန်လန်းပေါ်ပေါက်မယ်သူတစ်ပါးမထင်မှတ်ထားတဲ့ကိစ္စတွေကိုကိုကအောင်မြောင်လုံးကန်ဆောင်ရွက်အကျိုးပေးတဲ့ကာလဖြစ်တဲ့ကိုလုံးသမျခီးရောက်ပြီးကြိုးရှိတဲ့ကံနဲ့တိုးတက်ခြင်းတွေကြောမယ်ရှင်ရနေ့မှာရာရာဆင်ပြေမယ်တိုးတက်မယ်ကိုရနေ့မှာရန်တိုက်ခံနေတဲ့ရှင်ပြေလောက်ရမယ်ဆယ်ရနေ့မှာကြိုးကြတဲ့ပြောင်းလဲမှုနဲ့တိုးတက်မှုတွေရရှိမယ်မိကောင်းဆွေကောင်းထောက်ကူရမယ် စတဲ့နေ့မှာခီးကံကောင်းမဲ့ပြောင်းလဲနဲ့တွတ်တယ်မယ်။စတဲ့နေ့မှာငွေကြေးလုပ်ငန်းစီးပွားဘဝတွတ်တယ်မှုစစဉ်ရ။စတဲ့ရဲ့နေ့မှာခီးကိစ္စအောင်မြင်မယ်၊လူမျိုးကွဲအကျိုးပေးမယ်။ရန်နဲ့မတော်စားထိခဲ့မှုတွေကျူးဆဲ။စလေးရဲ့နေ့မှာတော့ပေါ်ပေါက်လာတဲ့ခြေတွေကိုလက်တွေသုံးချပြီးတော့ဘဝရည်မှန်းချက်နဲ့လိုလားချက်တွေကိုလက်တွေဆောင်ရွက်နိုင်တယ်။ဒီကာလအတွင်းဂျူနာဆယ်ရဲ့နေ့ဟာမြင့်မြတ်သော ထူကြတဲ့အစီအရင်တွေလုပ်နိုင်တဲ့ရက်ဖြစ်တယ်။နေုံလားပြည်နေအိန္ဒိယဗတော့ပင်ဆက်ရတဲ့နေ့ဖြစ်တယ်။နေုံလားပြည်နေကတနည်းလုံးမှမှဗတော့ပင်ဆက်ပြောရင်ရက်ကောင်းရက်မြတ်ဖြစ်တယ်။အိန္ဒိယမှာဆက်ပြောတဲ့ဗတော့ပင်တွေဟာပဝင်းကျင်ကိုထိမ့်သိမ့်ပေးတယ်။ရံအန္တရာယ်ကင်းအောင်ဆောင်ရွက်ပေးတယ်။ခြံနေမှာတောင်းနေမှာဆက်ရတယ်။အိန္ဒိယမှာလည်းစိုက်ပြီးတော့အိရှိမှထားပေးပါ။ထူကြတဲ့ကံတွေစင်ပြေမှုတွေရှိလာမယ်။ နိုင်ရီဆယ်နှစ်လပြည့်နေ့နဲ့ငါးနေ့နဲ့တိုက်တဲ့နေ့ဖြစ်တော့ညနေ၃နာရီချိန်မှာဇီးပင်ရဲ့အရှိတောင်ကိုင်းကနေဇီးကိုင်းတကိုင်းဖြတ်ပြီးတော့ရှစ်လက်မာလျာဖြတ်အောက်ခွာ ရွှေချပြီးတော့အဆောင်အနေနဲ့လက်ခေါ်တဲ့ဆောင်းနေနဲ့ဆိုင်မထားရောင်းကောင်းဝေကောင်းတယ်ဆက်တည့်နေ့ဒီကလအတွင်း လူများနဲ့ဆက်ဆက်တဲ့ကဏ္ဍမှာတနင်္လာနေ့တောက်ကြနေ့စနေနေ့မွေးသူတွေကောင်းချိုးပေးတယ်။တနင်္ဂနွေနေ့ဗုဒ္ဓနေ့မွေးသူများကြောင့်စိတ်နှောင့်ရှစ်ဖြစ်တတ်တယ်။တလီကိုကဏ္ဍနေ့ချိုးပေးပါတယ်။အညိုရောင်ပြာရောင်မိခိုရောင်တို့ကိုသုံးပြီးတော့အလိုရှိရကိစ္စများဆောင်ရွက်ပါ။သွာလာစဉ်ကလာတွင်တွေ့တဲ့အလူခံပုဂ္ဂိုလ်တို့ကိုလူတန်းချင်းပြုပေးပါကျေးဇူးတင်ပါ